မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ရုရှားကိုလာရောက်ရမှုစိတ်ချမ်းသာရလို့၃ချိန်မြောက်လာလေခဲ့ပြီးနောက်ထပ်လာနိုင်ရေးစူးစမ်းမယ်လို့မင်းအောင်လိုင်ဆိုပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြံဖတ်စကောင်းဆောင်မင်းအောင်လိုင်ကရုရှားနိုင်ငံကိုလာရောက်ခဲ့ရမှုစိတ်ချမ်းသာလို့၃ချိန်မြောက်လာလေခဲ့ပြီးနောက်ထပ်လာနိုင်ဖို့စူးစမ်းမယ်လို့မင်းအောင်လိုင်ကထုတ်ဖော်ပြောဆိုပြန်ပါတယ် ဇွန်လ29ရက်နေ့မြန်မာနိုင်ငံကရုရှားနိုင်ငံကိုရောက်ရှိစဉ်အဲဒီလိုထုတ်ပြောလာတာဖြစ်ပါတယ်။ အင်မတန်စိတ်ချမ်းသာပါရင်လာရတာတာယာလှပါတဲ့ဒေတာတခုပေါ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်တခုကိုကျွန်တော်လာရတယ်လို့ခံစားပါရယ်ကျွန်တော်သုံးကျင်ရှိပြီးလာတာကိုဒေတာကိုလာရတယ်လို့ကျွန်တော်ရင်းနှီးတဲ့စိတ်ရှိပါရယ်နောက်ထပ်လည်းလာနိုင်ဖို့ကျွန်တော်ကြိုးစားဦးမယ်လို့ပြောလိုပါတယ်လို့မင်းအောင်လိုင်ကရုရှားချင်းဆိုင်မီဒီယာတွေကိုဖြေဆိုခဲ့ပါရယ်မင်းအောင်လိုင်ကရုရှားနိုင်ငံမှာကျန်းမာရေးပညာရေးပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းချက်တွေကိုလက်ခံသွားမှာဖြစ်ပြီးစံပြိုးရေးနဲ့ပတ်သက်ပြီးလည်းဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ကြောင်းပူးပေါင်းလှုပ်ဆောင်ရမယ့်နေပယ်များစွာရှိကြောင်းဆို ိုပါတယ်ရုရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရေပတ်ဘိုင်ကိုစေးဝါကုမ္ပဏီများအနေနဲ့စေးဝါနည်းပညာနဲ့ပတ်သက်ပြီးပစ္စည်းတင်သွင်းဖို့ register ရလုပ်နေကြောင်းယူလန်ယူတီကထုတ်ထားတဲ့ရဟန့်ရင်နဲ့ပတ်သက်ပြီးပို့ဆောင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများလုပ်ဖို့အစီအစဉ်ထားကြောင်းပြောဆိုပါရီဒါအပြင်မြန်မာနိုင်ငံမှာရုရှားဘာသာစကားသင်ကြားနေတဲ့ဆရာတွေကိုထပ်ဆင့်သင်တန်းနေပေးဖို့အဆင့်မြင့်သင်တန်းများပေးဖို့အတွက်ကိုလည်းသင်ကြားပေးနိုင်ကြောင်းရုရှားပြည်နယ်မှာရှိတဲ့တက္ကသိုလ်များမှလည်းမြန်မာဘာသာစကားကိုသင်ကြားဖို့မြန်မာဘာသာစကားဌာနဖွင့်ဖို့အထင်လဲရည်ရွယ်ဆောင်ရွက်နေကြ ောင်းနှစ်နိုင်ငံခီးသွွားလုပ်ငန်းမြင့်တင်ဖို့လည်းသဘောတူညီကြောင်းသိရပါရယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့တင်ရဲတဲ့ကောင်ထွက်ခဲ့လို့စိန်ခေါ်ဘူးသူတို့ရဲ့အကြောက်တရားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်2021ခုနှစ်ဖေဖော်ဝါရီလအာနာသိမ်းမှုကိုတန်းနဲ့ချီတဲ့ပြည်သူတွေကလမ်းမော်ထွက်ဆန့်ကျင်ကန့်ကွက်စဉ်ပြစ်ခတ်ဖြိုခွင်းတဲ့လက်နက်ကင်တို့ကတင်ရဲရင်ထွက်ခဲ့လို့ရာဇဝင်တွင်အောင်စိန်ခေါ်ခဲ့ကြပါရယ်နေအိမ်နဲ့ဒီလက်နက်တကားကနေဝင်ရောက်ပြီးရိုင်းနှက်ဖမ်းဆီးခြင်းလုံခြုံရေးကင်မရာတွေကိုရိုက်ချိုးဖျက်ဆီးကတင်ရဲရင်ထွက်ခတ်လို့တတွင်တွင်စိန်ခေါ်ခဲ့ကြပါရယ်အဲ့ဒီလိုစစ်သားများရဲ င်းများ၎င်းတို့ရဲ့လက်ပါစီအပေါင်းပါရီရဲ့ခက်ထန်တဲ့မျက်နှာတွေကိုဖြီသူတို့မေ့ပြကြမှာမဟုတ်လက်နက်အားကိုအာနာသိမ့်မှုလေးနှစ်ကြာပြီးတဲ့အခါလက်နက်ကင်လူရန်ကားတို့ကအကြောက်တရားနဲ့နေထိုင်ရသူတွေဖြစ်တာကိုတွေ့လာရပါတယ်စစ်သားများရဲဝန်တန်းတွေကမိမိတာဝန်ကြရာနဲ့နမိတ်မှာပြင်ပကိုသွာလာရမှာတာမန်ရက်သားဟန်ဆောင်ပြီးသွာလာနေကြပြီဖြစ်ပါတယ်အာနာသိမ့်စစ်ကောင်ဆောင်ကိုတိုင်းနေပြီးတော့မှပြုလုပ်တဲ့အခမ်းအနားတွေကိုတက်ရောက်ရင်းလုံခြုံရေးအထူးတင်းကျပ်လေးရှိပြီးအခမ်းအနားကျင်းပရာခမ်းမာရီမှာလဲဒရုန်းများတိုက်ခိုက်မှုမရှိဘို့ဂျမ်မာကော drone queen area မြောင် ဒရုန်းခရင်ကရိယာများထားရှိခြင်းဖြင့်ကာကွယ်ထားပါရယ်နေပြည်တော်ပြင်ပကိုတွားရောက်တဲ့စစ်ကောင်စီဝင်ကြီးများနဲ့ကောင်စီဝင်များကိုလည်းစစ်ကောင်ဆောင်ကိုယ်တိုင်လုံခြုံရေးဂရုစိုက်မှကြားလိရှိကြောင်းကောင်စီဖွဲ့ဝင်တုံးရဲ့ရုံးဖွဲ့ဝင်တုံးကပြောပါရယ်ပြည်ထဲ၍ကာကွယ်ဝင်ကြီးဌာနတို့မှဝင်တန်းများကိုသပင်းအတူညက်ဖို့ညွန်ကြားချက်တစ်ခုမလကထွက်လာပြီးအဲ့ဒီသပင်းပုံစံအရမြည်သူမြည်ဝဖြစ်နိုင်ကြောင်းတိတာပေါ်လွင်လာကြောင်းရဲတပ်ဖွဲ့ဝင်များကြားမကြည့်မနှက်ဖြစ်ခဲ့ရတယ်လို့တူရဲအုပ်ရာရှိတုံးကဆိုပါရယ်ခီးသွားရင်တောင်ကိုကိုရဲမတ်မတိအောင်အရက်ဝတ်နဲ့တွား ားလာနေရတာအဲ့ဒါကိုသဘင်အတူညက်ဆိုတော့သဘင်ကြည့်တာနဲ့ရဲမှန်တန်းသိအောင်လုပ်တယ်လို့ဖြစ်မနေဘူးလားလို့အဆိုပါအရာရှိကမေးခွန်းထုတ်ပါတယ်။ဒီအခြေအနေတွေကြောင့်နေပြည်တော်နဲ့မြို့ကြီးများမှာစစ်ကောင်စီလက်အောက်ကတပ်ဖွဲ့ဝင်များအပြင်ဝန်တန်းအရာရှိနဲ့အမှုတန်းတို့ကလုံခြုံရေးအခြေအနေကိုအထူးစိုးရိမ်ကြတယ်လို့သိရပါတယ်။ ။နောက်ထပ်တစ်ပုတ်အနေနဲ့ရွှေဘုံမြို့နယ်အတွင်းရှိစစ်တပ်နဲ့ပြူစော်တီစကန်များအပါအဝင်စစ်စကန်၃ခုကိုတပြိုင်နက်တည်းတိုက်ခိုက်မှုစစ်ကောင်စီဘက်မှ24ဦးသေဆုံးပြီးလက်နက်ကင်ရန်ချိုသိမ်းဆည်းရရှိရေးသတင်းတင်ဆက်ပေးပါမယ်။စကန်တိုင်းရွှေဘုံမြို့နယ်အတွင်းရှိစစ်တပ်နဲ့ပြူစော်တီစကန်များအပါအဝင်စစ်စကန်၃ခုကိုတပြိုင်နက်တည်းတိုက်ခိုက်မှုစစ်ကောင်စီဘက်မှ24ဦးသေဆုံးပြီးလက်နက်ကင်ရန်ချိုသိမ်းဆည်းရရှိကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကထုတ်ပြန်ပါတယ်။ဇွန်လ28ရက်နေ့မနက်6:30အချိန်ရွှေဘုံမြို့နယ်ဟင်းတာကြီးချင်းရွာပြူစော်တီစကန်နဲ့စ စ်တပ်စခန်းတို့ကိုရွှေဘုံမြို့နယ်ပါကဖာဦးဆောင်နေတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဟင်းတာကြီးပြူစောတိစခန်းနဲ့စစ်တပ်စခန်းကုန်းတို့ကိုတပြိုင်နက်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဘိုးနက်တောင်စစ်တပ်အထိုင်ချကိုတော့ဒရုန်းတွေနဲ့အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြကြောင်းအဆိုပါစခန်းတန်းကူမှာပြူစောတိနဲ့စစ်သားအင်အား80ကျော်ရှိကြောင်းသိရပါတယ်။အဲဒီလိုတိုက်ခိုက်ရမှာဟင်းတာကြီးပြူစောတိကြီးရွာရှိစစ်စခန်းပန်းကား၅ခုကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းဒါပေမဲ့အနီးရှိစစ်တပ်စခန်းကုန်းကိုဆက်လက်သိမ်းယူနေစဉ်ရွှေဘုံမြို့နယ်ကြောင်မြောင်ခမာယာစနစ်နဲ့ရွှေဘုံခလာယ၄၂ တို့ကဟောင်ဝင်စား105မမ120မမတို့နဲ့အချင်းချင်းပြစ်ကူပေးခဲ့ကြောင်းဒါအပြင်စစ်ကောင်စီတပ်ပတ်မှစစ်ကူအင်အားများထပ်မံလာရောက်တဲ့အတွက်တော်လိုင်းတပ်များပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်းသိရပါတယ်။အဲ့ဒီနိုင်ပွဲမှာစစ်တပ်ဘက်မှ18ဦးတည်ဆောင်ပြီးနောက်ဆက်တွဲရာဂန်ဘိုတို့ပါဝင်9ဦးထပ်မံတည်ဆောင်ခဲ့ကြောင်းတိုက်ပွဲပေါ်ဆောင်နေစဉ်ဖြူစောတီကျေးရွာမှာတုံပန်းဆက်ရှိဦးဖမ်းဆီးရမိတော့လေကလေးငယ်နဲ့အမျိုးသမီးတက်ကြီးရုံများဖြစ်ချင်းစီရေးချင်းတင်းမာလာမှုနဲ့နေမြေအနေထားလို့ရပြီးလို့ရာကိုလွတ်ပြီးခဲ့ကြောင်းသိရပါတယ်။ စစ်စင်ရေးတိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့ကာပိုင်နှလက်၉လုံးတလက်၊ G3 တလက်၉လုံးကြီး66တောင်း၊ G3 ကြီး635တောင်းနဲ့ကြီးအိမ်လေးခုတို့ကိုလည်းတင်ဆက်ရမိခဲ့ကြောင်းတော်လိုင်းတပ်များဘက်မှပကဖရှဲပေါ်နှုတ်ကြဆောင်ခဲ့ကြောင်းသိရပါရယ်စစ်စင်ရေးကိုရွှေဘုံမြို့နယ်ပကဖတာဝန်ခံရဲ့ကုတ်ကဲမှုနယ်ရွှေဘုံမြို့နယ်ကပကဖတိုက်ခိုက်ရေးဖွဲ့တိုက်နယ်2 4 5ပကဖတိုက်ခိုက်ရေးဖွဲ့ပူးပေါင်းဖွဲ့ဖြင့်ရွှေဘုံခရိုင်ပကဖတို့တိုက်ခိုက်ရေးဖွဲ့ရွှေဘုံ ရေဦးမြို့နယ်ပါကဖားတိုက်ခိုက်ရေးဖွဲ့တပင်းရင်းမြို့နယ်ပါကဖား group 3ဖွဲ့တို့ပါဝင်ခဲ့ကြောင်းရွှေဘုံမြို့နယ်ပါကဖား PDO တပ်ဖွဲ့ဘုတလင်မြို့နယ်ပါကဖား drone ဖွဲ့နဲ့တိုက်နယ်ငါပါကဖား drone တပ်ဖွဲ့တို့ကစစ်တပ်နေရာ၃ခုကိုပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးမင်းကွန်းမှာတိုက်ပွဲပြင်းထန်နေပြီးကျေးရွာနေရွာကိုစစ်ကောင်စီတပ်လက်လွတ်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့တဖက်ကန်စကိုင်းမြို့မင်းကွန်းနယ်မှာစကိုင်းမြို့ချေဆိုင်စစ်ကောင်စီရဲ့တပ်မ33လောက်ကန်တပ်တွေနဲ့ဒေသရင်းတော်လိုင်းတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေပြီးဆုံးရှုံးထားတဲ့နေမျိုးတွေကိုတော်လိုင်းဘက်တွေကပြန်လည်ရရှိထားတယ်လို့သိရပါတယ်။နမဲကျော်မင်းကွန်းပထိုးတော်ကြီးမြာသိန်းနှံစီရီနာကကင်းရွာနဲ့ချောင်းမကြီးရွာတွေကိုစွန်လပထမပတ်ကစတင်ပြီးအင်အား300ဝန်းကျင်နဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးခဲ့တာပါ။အဲဒီယာတွေဟာမန္တလေးမြို့တဖက်ကန် ရာတွေမြကန်းပြီးမှတီရှိတဲ့ရွာတွေဖြစ်ပါတယ်။ချောင်းမကြီးရွာကိုစက်ကောင်စီတပ်ကစီးနှင်းအထိုင်ချလိုက်ပြီးဒေသရင်းတော်လိုင်းတပ်တွေကခုခံခဲ့ပြီးမဲ့လက်နက်ခဲယံမလုံလောက်တာကြောင့်ကင်းရွာကပါထပ်မံဆုတ်ပေးလိုက်ရတာလို့ဆိုပါတယ်။ဒါပေမဲ့ဇွန်လ29ရက်မှာတော့တော်လိုင်းတပ်တွေကအင်အားပြန်လည်စုစည်းပြီးချောင်းမကြီးရွာမှာအထိုင်ချထားတဲ့စက်ကောင်စီတပ်ကိုဝန်တိုက်ခဲ့ကြပါတယ်။တိုက်ပွဲကတိတ်မကြအောင်စစ်တပ်ဘက်ကလေးယောက်အရှင်မိတွေတီဆုံလဲများတယ်လို့မင်းကွန်းနယ်အခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကဆိုပါတယ်။တိုက်ခိုက်ခံရတဲ့စက်ကောင်စီတပ်ကမင်းကွန်းဘက်ကိုပြန်လည်ဆုတ် က်ကွာသွားတယ်လို့လည်းအဲ့ဒီတော်လိုင်းတပ်ဖွဲ့ဝင်တွေကအသိပေးပါတယ်။နောက်ရက်ဇွန်လ28ရက်မှာတော့စစ်တပ်အထိုင်ချထားတဲ့မင်းကွန်းရွာတဲ့ဒီတော်လိုင်းတပ်တွေကဝင်တိုက်ရမှာစစ်ကောင်စီတပ်ဘက်ကအထင်အားပြီးလက်နက်ကြမ်းတွေသိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။တော်လိုင်းဘက်တွေကလည်းတပ်ဖွဲ့ဝင်၃အကြဆုံးရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ကတော့မင်းကွန်းရွာထဲမှာဆက်လက်တပ်ဆွဲထားစေလို့သိရပါတယ်။မင်းကွန်းနယ်ကစစ်တပ်အာဏာမသိမ်းခင်ကပြည်ရင်းပြည်ပခီးသွားတွေကြာကြော်ကြပြီးလာရောက်လေပတ်သူများပါတယ်။ဒါပေမဲ့အခုတော့တိုက်ပွဲတွေနဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးတာပုံကျတာတွေက ကြောင်းဒေသခံအနေနဲ့ဆစ်ဆောင်နေရတယ်လို့ခီးသွားတယ်လေလေပတ်တာမရှိတော့ဘူးလို့သတင်းမှဖော်ပြထားပါရဲ့ရှင် ဆလဘီတောင်တာမျိုးနဲ့တွင်စစ်ကြောင်းထူလာတဲ့စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဗမာထိခိုက်သိမ်းဆုပ်မှုရှိပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိရေးကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တာမျိုးနဲ့တွင်စစ်ကြောင်းထူလာတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဗမာထိခိုက်သိမ်းဆုပ်မှုရှိပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းမြင်းချံခရိုင်မှတ်တုံးတိုင်ရင်မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ဇွန်လ25ရက်နေ့မနက်7:00နာရီကမှတောင်တာမျိုးနဲ့တွင်စစ်ကြောင်းထူလာတဲ့စစ်ကောင်စီတပ်သားတွေကိုကင်းစလုံချင်းရွာနီးတဝိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်ဂျမ်ဘတ်စကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတိ ပြုနိုင်သည့်ကြောင့်သိရပါတယ်တိုက်ပွဲအတွင်းစံဖက်စကောင်စီတပ်သားများထံမှ60မမပုံတိစံနှလုံး RPG ထိပ်ဘူးတစ်ခုလိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်အဲ့ဒီလိုတိုက်ပွဲဖြစ်ပွားပြီးနောက်ဇွန်လ26ရက်နေ့မနက်7:00နာရီနေ့လယ်7:00နာရီနဲ့ညနေ9:00နာရီခန့်တို့မှာအကြမ်းဖက်စစ်တပ်ရဲ့ MI-35 ရဟန်းယာဉ်၃စီးနဲ့ကင်းစလုတ်ကျင်းရွာပတ်ဝန်းကျင်ကိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းချက်ခရိုင်မှတ်တုံးတရင်နဲ့ညောင်ခရိုင်မှတ်ငါတရင်တို့ပူးပေါင်းလုဆောင်ခဲ့တာဖြစ်ပြီးစစ်ကြောင်းကဇွန်လ29ရက်မနက်အစောပိုင်း3:00နာရီခန့်မှာကင်းစလုတ်ကျေ ရွာမှာငတရောင်မြို့နယ်ရဲစခန်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်